တမရဗလာဒီမာပူတင်ရဲ့လူသူအင်အားပြက်လက်မှုဟာအခုဆိုရင်ရုရှားနိုင်ငံကြီးတစ်ခုလုံးကိုပိတ်ဆို့ချုပ်ချယ်ဖို့အထိသူ့ကိုတွန်းအားပေးနေပါပြီ။ရုရှားစစ်သားတွေဟာရှေ့တန်းစစ်မြေပြင်မှာပြိုလဲပျက်စီးနေကြတာပဲဖြစ်ပါတယ်။အလွန်ကြီးမားတဲ့ဆုံးရှုံးမှုများရှိနေပေမဲ့လည်းစစ်တပ်အရာရှိတွေစီကနေစစ်သားစုဆောင်မှုအရေးအတွက်ပုံမှန်မြင်မားစွာတောင်းဆိုနေတာကိုတွေ့ရပါတယ်။ဒီအချက်ကဘာကိုပြောပြနေသလဲဆိုရင်သူ့ရဲ့သွေးစာနေတဲ့စစ်ပွဲဟာငွေကြေးအရမတက်နိုင်တဲ့အခြေအနေကိုရောက်ရှိလာနေပြီဆိုတာပါပဲ။ ဒါပေမဲ့ဒီလိုငွေကုန်ကြေးကျများနေတာကသူစစ်ပွဲကိုရက်ချင်တယ်ဆိုတဲ့သဘောတော့လုံးဝမဟုတ်ပါဘူး။ဒါကြောင့်မလို့ပူတင်ဟာအလွန်ကျန်းတဲ့ဥပဒေကိုစတင်အသုံးပြုလာနေပါပြီ။သူဟာစစ်ရင်အားစုဆောင်းမှုကိုစတင်လိုက်ပြီးရုရှားမျိုးသားလူငယ်နှစ်တန်းကိုနိုင်ငံတွင်းကထွက်မရအောင်တနိုင်ငံလုံးကိုလည်းဖြည်းဖြည်းချင်းပိတ်ပင်နေပါပြီ။ရုရှားပြည်သူတွေဟာဒေါသထွက်နေကြပြီးဒီပိတ်ပင်မှုဟာနိုင်ငံတော်လုံးကြုံရေးအတွက်မဟုတ်ပါဘူး။ Kremlin နန်းတော်ကသူတို့ကိုနိုင်ငံတွင်းမှာဖမ်းဆီးထားပြီး အင်အားစုဆောင်မှုအတွက်သာဖြစ်တယ်ဆိုတာကိုသူတို့ကောင်းကောင်းသိနေကြပါတယ်။ဒီအချက်တွေကြောင့်ပဲရုရှားပြည်သူတွေဟာဒီဥပဒေအစ်စ်ကိုလူသိရှင်ကြားထုတ်ဖော်ဆန့်ကျင်ပြောဆိုလာနေကြပါတယ်။ဒီအချက်ကပူတင်ရဲ့စစ်ပွဲဟာအခုဆိုရင်သူ့ပြည်သူတွေကိုကိုယ်တိုင်ပြန်တိုက်နေတဲ့စစ်ပွဲဖြစ်လာနေပြီဆိုတာကိုသက်သေပြနေတာပဲဖြစ်ပါတယ်။ရုရှားလွှတ်တော်ဟာရုရှားနိုင်ငံသားများကိုနေတိုးနိုင်ငံများသို့ခရီးသွားလာခွင့်ပိတ်ပင်သင့်သလားဆိုတဲ့ဥပဒေအစ်စ်ကိုဆွေးနွေးနေကြပါတယ်။ ရုရှားနိုင်ငံသားချို့ဟာဒီဥပဒေကိုလုံးဝသဘောမကျပါဘူး။ဒါပေမဲ့ဒီအချက်ဟာအရေးကြီးဆုံးအစိတ်ပိုင်းတော့မဟုတ်ပါဘူး။ရုရှားလူမျိုးချို့ဒေါသထွက်နေတာတော့အမှန်ပါပဲ။အရေးကြီးတာကပူတင်ကဘာကြောင့်ဒီဥပဒေကိုအခုမှပြဋ္ဌာန်းနေတာလဲ။ဘာကြောင့်2022ခုနှစ်2023ခုနှစ်2024ခုနှစ်တွေမှာမလုပ်ခဲ့တာလဲ။ဒီအချက်ကိုနားလည်ဖို့အတွက်ကျွန်တော်တို့ဟာ2022ခုနှစ်စက်တင်ဘာလကိုပြန်ကြည့်ဖို့လိုပါတယ်။ကျူးကျော်မှုဖြစ်ပွားပြီးလာနိုင်ငံ့ကြမှာ ပူတင်ဟာသူ့ရဲ့၃ရက်ကြာအထူးစစ်ရေးလှုပ်ရှားမှုဟာ၃ရက်အတွင်းပြီးဆုံးတော့မှာမဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ဒါကသူ့ရဲ့ဆိုဗီယက်ယူနီယံကိုပြန်လည်တည်ဆောက်ရေးအိမ်မက်ကိုဖြည့်ဆည်းဖို့အတွက်နောက်ထပ်ရုရှားအမျိုးသားလူဝင်အားလိုအပ်တယ်ဆိုတဲ့သဘောပါပဲ။ဒါကြောင့်2022ခုနှစ်စက်တင်ဘာလမှာပူတင်ဟာသူပြုလုပ်ခဲ့မှုများထဲမှာအဆိုးရွားဆုံးဆုံးဖြတ်ချက်များကိုတဲကတစ်ခုကိုချမှတ်ခဲ့ပါတယ်။သူဟာတနိုင်ငံလုံးအတိုင်းအတာနဲ့တစိုက်တစ်ပိုင်းစင်အားစုဆောင်မှုကိုကြီးညာခဲ့ပါတယ်။ ကြီးညာချက်ထွက်ပြီးနိုင်ပိုင်းအတွင်းမှာရုရှားကနေထွက်ခွာတဲ့လေကြောင်းလိုင်းနိုင်ရဲ့လက်မှတ်တွေဟာရောင်းကုန်သွားခဲ့ပါတယ်။အမျိုးသားတွေဟာကာဇက်စတန်၊ဂျော်ဂျီယာ၊ဖင်လန်နဲ့သူတို့ကိုလက်ခံမဲ့မြည်သည့်နိုင်ငံကိုမဆိုထွက်ပြေးခဲ့ကြပါတယ်။ခံမှန်းချက်အချို့အရဒီကြီးညာချက်ထွက်ပြီးတပတ်အတွင်းမှာရုရှားလူမျိုးတသန်းနီးပါးဟာနိုင်ငံကနေထွက်ခွာသွားခဲ့ကြပါတယ်။ဒီအပြင်ရုရှားရဲ့လမ်းမတွေပေါ်မှာလည်းဆန္ဒပြသူတွေပြည့်နှက်နေခဲ့ပါတယ်။အထူးသဖြင့်ဒါဂက်စတန်လို နေရာတွေမျိုးမှာ အမျိုးသမီးတွေကပါရဲတွေကိုရင်ဆိုင်ဆန္ဒပြခဲ့ကြပါတယ်။လူပေါင်း2000ကျော်ဖမ်းဆီးခဲ့ပြီးအချို့ကစစ်မှုထမ်းစုဆောင်ရေးရုံးတွေကိုမီးရှို့ဖျက်ဆီးခဲ့ကြတဲ့အထိအခြေအနေတွေဟာယူတုလွန်နီးပါးဖြစ်ခဲ့ပါတယ်။အမျိုးသားတအူးဟာဆိုရင်စစ်မှုထမ်းစုဆောင်ရေးအရာရှိကို အမဲလိုက်တနက်နဲ့ပြစ်တက်ခဲ့တဲ့အထိပါပဲ။ဒါအပြင်ဒီအချက်ဟာတကယ်ကို ယူတုတဲ့အစိပ်ပိုင်းဖြစ်ပါတယ်။မော်စကိုနဲ့စိန့်ပီတာစဘတ်လိုအထူးကမြို့ကြီးတွေက ဒေတာကန်နိုင်ငံရေးသမားအချို့ကတော့ပူတင်ကိုရာထူးကနေနှုတ်ထွက်ဖို့တောင်းဆိုခဲ့ကြပါတယ်။ဒီလိုမျိုးအခြေအနေကိုရုရှားမှာကျွန်တော်တို့ဘယ်တော့မှမမြင်ဘူးပါဘူး။ရုရှားလူမျိုးတွေဟာစင်အားစုတောင်းမှုကိုလုံးဝမကြိုက်ဘူးဆိုတာရှင်းနေပါတယ်။စီးပွားရေးရလည်းဒီဆုံးဖြတ်ချက်ဟာအန္တရာယ်တစ်ခုဖြစ်ခဲ့ပါတယ်။ထွက်ခွာသွားတဲ့လူသန်းပေါင်းများသာဟာရုရှားရဲ့စီးပွားရေးအတွက်အလွန်မင်းလိုအပ်နေတဲ့ကျွမ်းကျင်လုပ်သားတွေနဲ့ဤပညာကျွမ်းကျင်သူတွေဖြစ်ကြပါတယ်။အထူးသဖြင့်ပူတင်က ယူကရိန်းကိုတိုက်ခိုက်ဖို့အတွက်လူသန်းနဲ့ချီပြီးပို့နေရတဲ့အခြေမျိုးမှာပို့ပြီးတော့အရေးကြီးပါတယ်။အလုတ်လက်မဲ့နှုံဟာစံချိန်တင်အောင်နှိမ့်ကြသွားခဲ့ပါတယ်။ဒါဟာအရာရာအဆင်ပြေနေလို့မဟုတ်ပါဘူး။ငှားရမ်းဖို့လူသားအင်အားမရှိတော့လို့ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာရုရှားဘူဘန်ကတော့လူသားအင်အားပြိုလဲမှုဟာတနိုင်ငံလုံးကိုပျက်စီးစေနိုင်တယ်လို့လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒီအခြေအနေတွေအားလုံးကြောင့်ပူတင်ဟာအချက်တစ်ခုကိုနားလည်သွားခဲ့ပါတယ်။ လိုအပ်တဲ့စစ်တီအင်အားကိုသူရခဲ့ပေမဲ့ဒီလှုပ်ရှားမှုကစစ်ပွဲဟာသူ့ရဲ့ထိန်းချုပ်မှုအောက်မှာမရှိဘူးဆိုတာကိုလူထုကိုပြောပြလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ဒါကပူတင်နောက်တစ်ကြိမ်ထပ်မလို့ခြင်းတဲ့အရာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီဖြစ်စဉ်ပြီးမှရုရှားဟာသူ့ရဲ့ဗျူဟာကိုပြောင်းလဲခဲ့ပါတယ်။ပြည်သူတွေကိုသူတို့ရဲ့ဆန္ဒမပါဘဲစစ်မှုထမ်းခိုက်မဲ့အစားစစ်မှုထမ်းသူတွေကိုငွေမမမမောပေးပြီးစုဆောင်းဖို့ပဲဆုံးဖြတ်လိုက်တာပါ။ဒါဟာယာယီအဖြစ်ကောင်းမွန်တဲ့ဖြည့်ရှင်းချက်တစ်ခုဖြစ်ပါတယ်။ ပူတင်လိုချင်တဲ့စစ်တီအင်အားကိုရရှိစေခဲ့တယ်လို့သူ့ရဲ့အာဏာကိုချိန်ချောင်နိုင်တဲ့ပြည်ရင်းပြဿနာတွေကိုလည်းဖန်တီးခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့ဒီစစ်ပွဲကပူတင်မျှော်လင့်ထားတာထက် များစွာပိုကြအောင်ဆွဲဆန့်နေခဲ့ပါတယ်။သူက၃ရက်ပဲမျှော်လင့်ခဲ့တာပါ။ဒါပေမဲ့စစ်ပွဲကြာရှည်လာတာနဲ့မျှရုရှားရဲ့စစ်ဘေးအန္တရာယ်ကြောင့်ထိခိုက်တေဆုံးမှုစရင်မှတ်လို့မရနိုင်အောင်ဖြစ်နေပါပြီ။ The Economics Magazine ကထုတ်ပြန်ခဲ့တဲ့အချက်အလက်အရရုရှားအမျိုးသား၁၁၈ယောက်မှာတယောက်နှုန်းဟာ ဒီကျူးကျော်မှုမှာသိဆုံးခဲ့ရပါတယ်။ဆိုလိုတာကရုရှားဟာအသက်60ရောက်အမျိုးသားစုစုပေါင်းရဲ့တရားခိုင်တုံးခံကိုဆုံးရှုံးခဲ့ရပါတယ်။ဒီအတွက်ပြန်လည်ရရှိခဲ့တာကတော့ပူတင်ဟာယူကရိန်းနယ်မြေရဲ့400ခိုင်တုံးခံကိုသာသိမ်းပိုင်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ဒီလိုဆုံးရှုံးမှုတွေရှိနေပေမဲ့ပူတင်ကအရှိန်လျှော့မှာမဟုတ်ပါဘူး။သူ့ရဲ့ agreement အိမ်မက်ဒရက်ဆိုရင်လူတွေကိုတတ်နိုင်သလောက်စတေးတက်ဖြတ်ဖို့အသင့်ရှိနေပါတယ်။ဒါပေမဲ့ဒီနှစ်မှာတော့ 2022ခုနှစ်ကသူအောင်မြင်စွာဖန်တီးခဲ့တဲ့ငွေနဲ့ဝယ်တဲ့နည်းပြူဟာကအရှိန်ကျဆင်းလာပါတော့တယ်2025ခုနှစ်ရဲ့ဒုတိယ3လပတ်မှာရုရှားလူမျိုး38000ဟာ38000ဟာစစ်တပ်နဲ့စာချုပ်လက်မှတ်ထိုးခဲ့ကြပါတယ်ဒါဟာလွန်ခဲ့တဲ့တစ်နှစ်အရင်ကထက်3ဆနီးပါးရော့ကျသွားတာပဲဖြစ်ပါတယ်2024ခုနှစ်မှာဆိုရင်တော့တသိန်းနီးပါးရှိခဲ့ပါတယ်ဒီလိုကျဆင်းရတဲ့အကြောင်းရင်းကနှစ်ခုရှိပါတယ်1 ရှေ့တန်းစစ်မြေပြင်ကိုတွားရောက်ဖို့ဟာတကယ်ကိုအန္တရာယ်များတယ်ဆိုတာကိုရုရှားလူမျိုးတွေသဘောပေါက်တာကြပါတယ်။ဒီရုရှားလူမျိုးတွေအလုံးဟာဝေးလံခေါင်းတည်တဲ့ကြေးရွာများကနေလာကြတာဖြစ်ပြီးနေ့တိုင်းလိုလိုစစ်ဘေးအန္တရာယ်ကြောင့်သေဆုံးမှုစရင်တွေတိုးပွားလာနေတာကိုမြင်တွေ့နေကြရပါတယ်။နှစ်ရုရှားလူမျိုးတွေဟာစစ်ပွဲရဲ့စစ်မှန်တဲ့အန္တရာယ်ကိုသိရှိလာချိန်မှာအဲ့ဒီအန္တရာယ်ကိုယူတဲ့အတွက်သူတို့ရရှိမဲ့စုကြေးဥပဒေကလည်းကြော့ကြလာနေပါတယ်။ဥဒင်ဟာအခုဆိုရင်နောက်ထပ်လူဝင်အားတွေလိုအပ်နေသေးပါ။ ။ဒါကြောင့်သူဟာတီထွင်ဖန်တီးမှုကိုအသုံးချရပါတော့တယ်။ဒီနေရာမှာပဲသူဟာလျှို့ဝှက်ဆင့်အားစုသောမှုကိုလှည့်သွားခဲ့ပါတယ်။လက်တလုံးမှာရုရှားနိုင်ငံလွှတ်တော်ဟာရုရှားရဲ့စစ်မှုထမ်းစုဆောင်စစ်မှုထမ်းစုဆောင်ရေးစနစ်ကိုပြောင်းလဲမဲ့ဥပဒေမူကြမ်းတစ်ခုကိုအတည်ပြုခဲ့ပါတယ်။အရင်တုန်းကစစ်မှုထမ်းစုဆောင်ရေးအတွက်စောင်းဦးနဲ့ຫນွေဦးရသည်ဆိုပြီးတတ်မှတ်ထားခဲ့ပါတယ်။အခုတော့ဒီဥပဒေအရရုရှားစိုးရဟာလူတွေကိုအချိန်မရွေးစစ်မှုထမ်းဖို့ဆင့်ခေါ်နိုင်ပါပြီ။ ဒီနေရာမှာရုရှားစစ်တပ်နဲ့ရုရှားစင်ခေါ်ခံရသူများရဲ့ကြွားချချက်ကိုရှင်းပြဖို့လိုပါတယ်။အချက်ကျကျပြောရရင်ရုရှားကစင်ခေါ်ခံရသူတွေကိုယူကရိန်းရဲ့ရှေ့တန်းစစ်မြေပြင်ကိုဆေးလွှတ်ခွင့်မရှိပါဘူး။ဘာကြောင့်လဲဆိုတော့ရုရှားဥပဒေအရဒီစင်ခေါ်ခံရသူတွေဟာစစ်ပွဲမဖြစ်ရင်နိုင်ငံပြင်ပကိုထွက်ခွာလို့မရပါဘူး။ပူတင်ရဲ့အဆိုအရဒါကစစ်ပွဲမဟုတ်ဘဲအထူးစစ်ရေးလှုပ်ရှားမှုသာဖြစ်နေလို့ပါပဲ။ဒီဥပဒေကိုမှတ်ထားပြီပါ။ဘာလို့လဲဆိုရင် ခဏနေရင်ကျွန်တော်တို့ဒီအချက်ကိုပြန်လာမှာဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့စစ်မှုထမ်းစုဆောင်ရေးအရာရှိတွေဟာဥပဒေကိုတကယ်ပဲလိုက်နာပုံမရပါဘူး။ဒီစင်ခေါ်ခံရသူတွေဟာအများစုကအသက်18 19နှစ်အရွယ်စေတောတက်ကလေးတွေဖြစ်ကြပါတယ်။သူတို့ဟာစစ်မှုထမ်းကာလနီးလာတဲ့အခါမှာရုရှားစစ်တပ်နဲ့စာချုပ်လက်မှတ်ထိုးဖို့အတင်းအကျပ်ဖိအားပေးခံနေရပါတယ်။ဒီနေ့အဖြစ်ပူတင်ကဒီစစ်သားတွေအားလုံးကဆန္ဒအလျောက်စာချုပ်လက်မှတ်ထိုးခဲ့ကြတာလို့ပေါင်ခံနိုင်ပါတယ်။ ။တကယ်တမ်းမှာတော့သူတို့ဟာစာချုပ်ကိုလက်မှတ်ထိုးဖို့အတင်းကျပ်ခိုင်းစေခံရခြင်းပဲဖြစ်ပါတယ်။တခါတလေမှာစာချုပ်လက်မှတ်ထိုးဖို့ငင်းဆန်ရင်နှိပ်စက်ခြင်းခံရတာတွေလည်းရှိနေပါတယ်။ရုရှားမီဒီယာတွေကရှေ့တန်းစစ်မြေပြင်မှာပြုလုပ်ခဲ့တဲ့အင်တာဗျူးအချို့အရအဲ့ဒီမှာတိုက်ခိုက်နေတဲ့စစ်သားအချို့ကသူတို့စာချုပ်တောင်မချုပ်ခဲ့ရဘူးလို့ပြောခဲ့ပါတယ်။သူတို့ဘယ်ကိုသွားနေမှန်းမသိတာတော့မသိပဲတင်ပို့ခြင်းခံခဲ့ရပါတယ်။ပြီးရင်ရှေ့တန်းကစစ်ကောင်းဆောင်တွေကသူတို့ကိုအော်ဟစ်ပြီး တိုက်ခိုက်ရေးလုပ်ငန်းစဉ်တွေကိုတွားလုတိုက်ခိုက်လို့အမိန်ပေးနေကြတာပါ။ဒါကြောင့်ပဲပူတင်လှုပ်ဆောင်နေတဲ့ဒီလက်တလောစစ်မှုထမ်းစုဆောင်မှုမှာစိတ်ခေါ်ခံရတဲ့ရုရှားလူမျိုးများပြားဟာနိုင်ငံကနေထွက်ပြေးနေကြတာကိုကျွန်တော်တို့တွေ့နေရပါတယ်။အသက်22နှစ်အရွယ်လူငယ်တအူးလွတ်မြောက်သွားတဲ့ဥပမာတစ်ခုရှိခဲ့ပါတယ်။ပူတင်ကဒီလိုအမြောက်စာဖြစ်မဲ့လူတွေထွက်ပြေးတာကိုဘလို့မှခံနိုင်ရရှိမှာမဟုတ်ပါဘူး။ဒါကြောင့်သူဟာသူ့ရဲ့ရဲတွေကိုအာကစားယုံတွေစားတောက်ဆိုင်တွေကလပ်တွေကိုဝင်ရောက်စီးနင်းပြီး လူတွေကိုဖမ်းဆီးတာစစ်မှုထမ်းစုတောင်းရေးစခန်းတွေစီအတင်းကျပ်ပို့ဆောင်စီခဲ့ပါတယ်ရုရှားမှာရှိတဲ့လူခွန်ရေးအဖွဲ့ကသတင်းပို့တာကတော့ရုရှားအနာပိုင်တွေဟာမက်ထရိုဘူတာယုံတွေနဲ့ရင်ကျောထိန်ချုပ်ရေးနေရာတွေလိုမျိုးအများပြည်သူနေရာတွေမှာတက်ဆင်ထားတဲ့ကင်မရာများကိုအသုံးပြုပြီးစင့်ခေါ်သာထုတ်ခံထားရတဲ့အမျိုးသားတွေကိုဖော်ထုတ်တာသူတို့ရှိရာနေရာကနေဖမ်းဆီးနေကြတယ်လို့ဆိုပါတယ်ဒီနေရာမှာကျွန်တော်တို့ဆော့ဆော့ကပြောခဲ့တဲ့ဥပဒေကိုပြန်သွားဖို့လိုလာပါပြီ အဲ့ဒီဥပဒေကစင်ခေါ်ခံရသူအမျိုးသားတွေကိုခြေတန်းစစ်မြေပြင်ကိုစေလွတ်လို့မရဘူးလို့ဆိုခဲ့ပါတယ်။ဒီလိုမှမဟုတ်ရင်စစ်ပွဲဖြစ်တယ်လို့ကြေညာရပါမယ်။အခုတော့ရုရှားမှာဥပဒေပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေပါတယ်။ဒီပြောင်းလဲမှုအသည့်ဟာစစ်ပွဲမကြေညာဘဲနဲ့ရုရှားမှာရှိတဲ့အရန်တပ်ဖွဲ့ဝင်နှစ်တန်းကိုယူကရိန်းကိုစေလွတ်နိုင်တဲ့စွမ်းရည်ကိုပူတင်ကိုပေးအပ်နိုင်မှာဖြစ်ပါတယ်။လူငယ်အများစုအတွက်ဒါဟာသေတံနီးပါပါပဲ။ဒါပေမဲ့ပူတင်ရဲ့အမြင်အရဆိုရင်ဒါဟာအလုပ်ဖြစ်နေပါတယ်။ သူဟာရုရှားလူမျိုးတွေကိုတတ်နေပေမဲ့နေမည်ရရှိမှုကိုတော့တိုးမြင့်နေပါတယ်။သူဟာပါကရော့စ်ဒေတာတစ်ခုထဲမှာရုရှားလူမျိုးတသိန်း2000ခန့်ကိုစတေးပစ်ခဲ့ပါတယ်။ဒါပေမဲ့လက်တလောသတင်းများအရရုရှားတပ်ဖွဲ့တွေဟာမကြခင်ရက်သက်တပတ်တွေအတွင်းမှာဒီမျိုးကို သိမ်းပိုင်နိုင်တော့မယ်ပုံရပါတယ်။ဒီရချက်ကသူဟာလူအသက်တွေရုရှားလူမျိုးအသက်တွေကိုတော့လုံးဝဂရုမစိုက်ဘူးဆိုတာကိုပြသနေပါတယ်။သူဂရုစိုက်တာကနေမည်ရရှိလူမှုတာဖြစ်ပါတယ်။ အမှန်တော့ရုရှားစစ်ကောင်းဆောင်တွေဟာမြည်သည့်ကုန်ကြစရိတ်ကိုမဆိုဂယုမဆိုင်ပဲနေမြေရရှိဖို့အမိန်ပေးထားခံရတယ်လို့အချို့သတင်းတွေကဖော်ပြနေပါတယ်။စိန့်ပီတာစပတ်ဒေသမှာဖြစ်ပွားခဲ့တဲ့စုချင်းဝင်များပြန်ရောက်သိမ်းမှုကိစ္စကိုပုံမှန်နဲ့နဲ့နဲ့ဆွေးနွေးကြည့်ရအောင်ပါ။ဒီလိုလိုရမျိုးဟာစစ်မြေပြင်မှာတိုက်ပွဲဝင်နေတဲ့စစ်သားတွေရဲ့စိတ်ဓာတ်ကိုဘယ်လောက်ထိထိခိုက်စေသလဲဆိုတာကိုစဉ်းစားဖို့လိုပါတယ်။စစ်သားတို့ဟာသူ့ရဲ့မိသားစုကိုချွေးမိကနေလွတ်မြောက်စေဖို့ ဒါမှမဟုတ်ငွေကြေးအခက်အခဲကို ဖြေရှင်းဖို့အတွက်စစ်ပွဲတွေဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။သူဟာအသက်ကိုစွန်ပြီးရှေ့တန်းမှာတိုက်ပွဲဝင်နေရတဲ့မှာသူ့ရဲ့အိမ်ပြန်လာရင်ရမယ့်ကြီးမားတဲ့စူးကျင်းဝင်ကိုအစိုးရကပြန်ယုံသိမ်းလိုက်တယ်ဆိုတဲ့သတင်းကိုကြားသိရပါတယ်။ဒါဟာရုရှားစစ်တီစူတောင်းရေးစနစ်ရဲ့တစ္ဆာဖောက်မှုတစ်ခုပဲဖြစ်ပါတယ်။ဒီဖြစ်ရက်ကရုရှားရဲ့ဗန်နာရေးအခြေအနေဟာပူတင်ရဲ့စစ်ရေးကြီးမားချက်တွေကိုဆက်လက်ထောက်ပံ့မှုအတွက်ဘလောက်အထိအားနိုင်နေပြီလဲဆိုတာကိုပြသနေပါတယ်။ ဒေတာဆိုင်ရာဆိုရတဲ့ဟာငွေကြေးဖောင်းပွားမှုလုံတိုင်းအရာပြက်လက်မှုတို့ကြောင့်စီးပွားရေးဖိအားတွေအောက်မှာရောက်နေပြီးဗဟုအစိုးရရဲ့ငွေကြေးထောက်ပံ့မှုကိုစောင့်ကြည့်နေကြပါတယ်။ဒါပေမဲ့ဗဟုအစိုးရကလည်းသူတို့ရဲ့အရေးကြီးဆုံးလိုအပ်ချက်တွေအတွက်ကိုတောင်လုံလောက်စွာထောက်ပံ့မှုခက်ခဲလာနေပါတယ်။ပူတင်ရဲ့လျှို့ဝှက်စင်အားစုတောင်းမှုစနစ်နဲ့တစ်နှစ်ပတ်လုံးစစ်မှုထမ်းစုတောင်းနိုင်ရေးဥပဒေဟာရုရှားမျိုးသားလူငယ်နှစ်သန်းရဲ့အနာဂတ်ကိုမှောင်မိုက်စေခဲ့ပါတယ်။အသက်၁၈၁၉နှစ်အရွယ်ဆေဂျော်တက်တွေဟာ စာချုပ်ကိုအတင်းကျပ်လက်မှတ်ထိုးခိုင်းခံရတာနှိပ်စက်ခံရတာဒါမှမဟုတ်ဘယ်သွားရမှန်းမသိပဲခြေတန်းစစ်မြေပြင်ကိုအလိန်ခံရပြီးပို့ဆောင်ရတာစတဲ့အခြေအနေတွေကိုရင်ဆိုင်နေကြရပါတယ်သူတို့ရဲ့ခြေတန်းစစ်ကောင်းဆောင်တွေကသူတို့ကိုအမိုက်တာတာသဘောထားပြီးချင်းချောက်အော်ဟစ်နေတဲ့မှတ်တမ်းတွေကိုလည်းရရှိခဲ့ပါတယ်ဒါဟာလူသားရှင်သန်မှုစိတ်ဓာတ်ကိုလုံးဝပျက်စီးစေတဲ့အခြေအနေပဲဖြစ်ပါတယ်ယူကရိန်းဘက်ကနေရတဲ့သတင်းတွေမှာရုရှားစစ်သားတွေရဲ့အရွယ်အစားဟာပိုပြီးငယ်ရွယ်လာနေတယ်လို့ပြောတာဟာ ရုရှားရဲ့လူသားအင်အားပြက်လက်မှုဟာဘလောက်ထိဆိုးရွားနေပြီလဲဆိုတာကိုအထင်ရှားပြသနေပါတယ်။ပူတင်ဟာအကြောင်းသားတွေကိုတောင်မှအစ်မေပြင်ကိုပို့နေရတဲ့အဆင့်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ဒီအချက်ကနေဒိုးနိုင်ငံတွေစီခရီးသွားလာခွင့်ပိတ်ပင်ရေးဥပဒေကိုပူတင်ဘာကြောင့်လိုအပ်နေတယ်လဲဆိုတဲ့အချက်ရဲ့အဓိကတော့ချက်ဖြစ်ပါတယ်။ပထမရွေချက်ကတော့နိုင်ငံသားအမျိုးသားလူငယ်များအနေနဲ့စစ်မှုထမ်းဆင့်ခေါ်စာကိုကြောက်ရွံ့ပြီးနေဆက်ဖြတ်ကျော်ထွက်ပြေးတာကိုတားဆီးဖို့ဖြစ်ပါတယ်။ ဒုတိယရွေချက်ကတော့ရုရှားဟာကင်မရာမျက်နှာမှတ်တမ်းတင်စနစ်တို့နဲ့စစ်မှုထမ်းစင့်ခေါ်တာထုတ်ခံရသူတွေကိုစောင့်ကြည့်ဖမ်းဆီးနေချိန်မှာဒီလူတွေကိုနိုင်ငံတကာနေထွက်မသွားအောင်ပိတ်ထားဖို့လိုပါတယ်။တတိယရွေချက်ကတော့ပိတ်ပင်မှုဟာရုရှားပြည်သူတွေကိုမင်းတို့ရဲ့ဘဝအနာဂတ်နဲ့လွတ်လပ်ခွင့်ဟာငါတို့ရဲ့လက်ထဲမှာရှိတယ်လို့သတိပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။ပူတင်အတွက်တော့လူသားသက်ဟာဘယ်တော့မှတန်ဖိုးမရှိခဲ့ပါဘူး။အခုအချိန်မှာတော့ဘာပဲပေးဆက်ရပေးဆက်ရ ဂယုမဆိုင်ပဲနေမြေရရှိဖို့ဆိုတဲ့အမိန့်ကိုချမှတ်ထားခြင်းဟာလည်းဒီအချက်ကိုပိုပြီးအတည်ပြုနေပါတယ်။ပါကရော့စ်ဒေတာကိုတင်ပိုက်ဖို့အတွက်ရုရှားစစ်သား3000ခန့်ရဲ့အသက်ကိုပူတင်ပေးဆက်ခဲ့ပါတယ်။ဒီလိုဆုံးရှုံးမှုရေးအတွက်ဟာယူကရိန်းစစ်ပွဲတစ်လျှောက်မှာမြင်ဘူးသမျှတွေမှာအများဆုံးဖြစ်ပြီးဒါကစစ်ပွဲရဲ့အခြေခံသဘာဝကိုပြောင်းလဲနေပြီဆိုတာကိုပြသနေပါတယ်။ပူတင်ဟာအရေးအသွေးထက်အရေးအတွက်ကိုဦးစားပေးပါတယ်။ ူဟာလူသားလိုင်းလုံးတွေကိုအသုံးပြုပြီးနေမြေအနေငယ်ရရှိရေးကိုသာအာရုံစိုက်နေပါတယ်။ဒီလှုပ်ရှားမှုတွေအလုံးကပူတင်ရဲ့စစ်ပွဲဟာအခုဆိုရင်ယူကရိန်းကိုတိုက်ခိုက်နေုံသာမကရုရှားပြည်သူတွေကို ကိုယ်တိုင်ကိုယ်ပါတိုက်ခိုက်နေပြီဆိုတာကိုသက်သေပြနေပါတယ်။သူတို့ရဲ့ငွေကိုခိုးယူတာသူတို့ရဲ့လွတ်လပ်ခွင့်ကိုပိတ်ပင်တာသူတို့ရဲ့သားသမီးတွေကိုအတင်းအကျပ်စစ်မြေပြင်သို့ပို့တာတွေကိုကြည့်ရင်သိနိုင်ပါတယ်။ဒီကြောက်ရွံ့မှုဒေါသနဲ့တစ္ဆာဖောက်ခံရခြင်းတို့ဟာရုရှားလူထုကို ပူတင်ရဲ့အာဏာကိုလူသိရှင်ကြားစိန်ခေါ်လာအောင်တွန်းအားပေးနေပါပြီ။သူတို့ဟာအနောက်နိုင်ငံတွေရဲ့ဒဏ်ခတ်ပိတ်ဆို့မှုကိုဂရုမစိုက်နိုင်တော့ပါဘူး။သူတို့ဂရုစိုက်တာကသူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့တားသမီးတွေရဲ့အသက်ပဲဖြစ်ပါတယ်။ဒီအခြေအနေဟာရုရှားရဲ့နိုင်ငံရေးလုံခြုံမှုအတွက်ကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာပါလိမ့်မယ်။စစ်ပွဲရဲ့ကုန်ကျစရိတ်ကိုရုရှားပြည်သူတွေရဲ့အသက်နဲ့လွတ်လပ်ခွင့်ပေးချေနေရတဲ့အချိန်မှာပြည်ရင်းပေါက်ကွယ်မှုဖြစ်နိုင်ခြေဟာတဖြည်းဖြည်းမြင့်တက်လာနေပြီပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။